အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါရစေကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ယုံကြည်မှုကိုတိုးမြှင့်ပေးနိုင်တဲ့အဓိကအကြောင်းရင်း၃ခုဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ယုံကြည်မှု confidence ဆိုတာဘာလဲလူတယောက်အတွက်ဘာကြောင့်လိုအပ်တယ်လဲဆိုတာကိုရှင်းပြပေးပါမယ်ယုံကြည်မှု confidence ဆိုတာရေးပါပြီးရှုပ်ထွေးတဲ့ခံစားချက်တစ်ခုဖြစ်ပါတယ်ယုံကြည်မှုကိုအဆင့်၃ဆင့်နဲ့ဖွဲ့စည်းထားတယ်လို့ဖော်ပြနိုင်ပါတယ်နံပါတ်၁ ကိုယ့်ကိုယ်တံပိုးထားမှု set instant ပါဝင်ခြင်းယုံကြည်မှုမှာပထမဆုံးပါဝင်တာက သင်ဟာတံပိုးရှိတယ်အတုံးဝင်တယ်စွမ်းဆောင်နိုင်စွမ်းရှိတယ်လို့ယုံကြည်တာဖြစ်ပါတယ်ဒါကိုကိုယ့်ကိုယ်တံပိုးထားမှု set instant လို့လည်းခေါ်ပါတယ်နံပါတ်1အစွမ်းစားအပေါ်အကောင်းမြင်စိတ်ပေါင်းထည့်ခြင်းအဲ့ဒီနောက်ကိုယ့်ရဲ့စွမ်းဆောင်ရည်အပေါ်တည်ကြတဲ့အခါရရှိလာတဲ့အကောင်းမြင်စိတ်ကို ပေါင်းထည့်လိုက်ရပါမယ်။နံပါတ်3တတိရှိရှိလှူဆောင်ခြင်းအဲ့ဒီယုံကြည်ချက်တွေနဲ့ခွန်အားတွေရရှိပြီးတဲ့အခါစိန်ခေါ်မှုတစ်ခုကိုခေါင်းငင်းဆိုင်ရင်ဆိုင်ဖို့တတိရှိရှိလှူဆောင်ခြင်းဖြစ်ပါတယ်။အချုပ်အားဖြင့်ပြောရရင်ယုံကြည်မှုဆိုတာအတွေးတွေကိုလုံးရအဖြစ်ပြောင်းလဲပေးနိုင်တဲ့ဆွမ်းအားဖြစ်ပါတယ်။နောက်တနည်းပြောရရင်ရက်လက်ဘလိုပဲထွက်လာပါစေသင်ဟာပုံမှန်ကြီးမားတဲ့အသိဉာဏ်နဲ့နားလည်မှုကို ရရှိလိမ့်မယ်ဆိုတာကိုသိထားတဲ့အတွက်ခံစားရတဲ့စိတ်လှုပ်ရှားမှုဟာလည်းယုံကြည်မှုပါပဲလူတယောက်ယုံကြည်မှုဘာကြောင့်လိုအပ်တယ်ယုံကြည်မှုဟာလူတယောက်ရဲ့နေ့စဉ်ဘဝနဲ့ကြည်ထွားတိုးတက်မှုအတွက်မရှိမဖြစ်လိုအပ်ပါတယ်ကာကြီးစိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ဖို့အတွက်လူတိုင်းဟာကြာဆုံးနိုင်ကြည်ပြီးနေရာတိုင်းမှာချောင်းမြောင်းနေပုံရတဲ့ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါမျိုးတွေရှိပါတယ် အဲ့ဒီအခါမျိုးမှာယုံကြည်မှုဟာတင့်ကိုခွန်အားပေးပြီးစိန်ခေါ်မှုကိုတိုက်ရိုက်ရင်ဆိုင်ဖို့တတိရှိရှိလှုပ်ဆောင်နိုင်အောင်ပံ့ပိုးပေးပါတယ်ယုံကြည်မှုဟာတင့်ရဲ့အတွေးတွေကိုလှုပ်ဆောင်မှုအဖြစ်ကို ပြောင်းလဲပေးပါတယ်ခါခွေးကိုပိုင်တိုးတက်မှုကိုပုံဖော်ဖို့အတွက်ယုံကြည်မှုဟာမွေးရပါအချက်တွေရိုးရိုးပြီးစပံ့ဝန်းကျင်ဖြစ်အားတွေကြောက်တာမကတင့်ရဲ့ကိုယ်ရေးကိုယ်တိုင်ရွေးချယ်မှုတွေစွန့်စားမှုတွေနဲ့ စိန်ခေါ်မှုတွေပေါ်တုံ့ပြန်ပုံတွေအပေါ်မှာလဲမှုတည်နေပါတယ်။တင်ပြလုပ်တဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာရွေးချယ်မှုတွေဟာယုံကြည်မှုဖွံ့ဖြိုးတိုးတက်မှုမှာအဓိကအခန်းကဏ္ဍမှာပါဝင်ပါတယ်။ဒါကြောင့်လူတူးချင်းစီဟာမိမိတို့ရဲ့ယုံကြည်မှုကိုပြုစုပြောထောင်ဖို့စွမ်းအားရှိပါတယ်။ဒါငယ်တင်ယူမှုနဲ့အသိပညာတိုးတက်မှုအတွက်အခက်အခဲဒါမှမဟုတ်စိန်ခေါ်မှုတစ်ခုကိုရင်ဆိုင်ရမှာယုံကြည်မှုရှိတာဟာ ရက်လက်တွေဘလိုပဲဖြစ်ဖြစ်ပုံမကြီးမားတဲ့အသိပညာနဲ့နားလည်မှုကိုရရှိစေပါれဆိုတဲ့ခံစားချက်ကိုပေးစွမ်းပါれဆိုလိုတာကကြာဆုံးမှုပြင်ဖြစ်ပါသည်တန်ဖိုးရှိတဲ့သင်္ကန်းစာတစ်ခုဖြစ်လာနိုင်တာကြောင့်ဇွဲမလျှော့ပဲရှေ့ဆက်တိုးဖို့ယုံကြည်မှုကကူညီပေးပါれယုံကြည်မှုဆိုတာအမှောင်ထဲမှာမိစားတစားကိုကင်ပြီးရှေ့ဆက်ရှောက်နိုင်မယ်စိတ်ပိုင်းဆိုင်ရာတတ်တိလိုပါပဲလမ်းမှာအတားအဆီးတွေရှိနေတာကိုသိတယ်ဆိုပေမဲ့ ကိုယ့်လက်ထဲကမိစားရဲ့အလင်းရောင်နဲ့ရှစ်ဆက်နိုင်မယ်လို့ယုံကြည်တာဟာအရာအလုံးကိုလှုပ်ဆောင်နိုင်မဲ့အခြေခံဆွမ်းအားဖြစ်ပါတယ်။ယုံကြည်မှု confidence ဆိုတာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါအရှုံးဆိုတာနေရာတိုင်းမှာချောင်းမြောင်းနေရတဲ့အခါမျိုးမှာအရန်အရေးပါတဲ့ဆွမ်းအားတစ်ခုဖြစ်ပါတယ်။ကိုယ့်ရဲ့ဆွမ်းဆောင်ရည်တွေကိုတေချာတဲ့အခါရလာတဲ့အကောင်းမြင်စိတ်နဲ့တတိရှိရှိလှုပ်ဆောင်နိုင်ဖို့အတွက်ဒီလိုယုံကြည်မှုမျိုးကိုတိုးမြင့်ပေးမဲ့လက်တွေ့ကြတဲ့အချက်၃ချက်ကိုတည်တည်ချာချာ ရှင်းပြပေးပါမယ်။အဲ့ဒီအချက်၃ချက်ဟာတင်ကိုယ်တိုင်ထိမ့်ချုပ်နိုင်တဲ့ကိုယ့်ရဲ့ကိုယ်တော်ရွေးချယ်မှုတွေနဲ့ပတ်သက်ပါတယ်။ယုံကြည်မှုကိုမြင့်တင်ပေးနိုင်တဲ့အချက်၃ချက်ဆိုတာကတော့အချက်နံပါတ်၁အမြန်ပြင်ဆင်မှုပထမဆုံးအချက်ကချက်ချင်းယုံကြည်မှုတက်လာအောင်လုပ်နိုင်တဲ့လက်ကွက်ကလေးတွေတုံးတာပါခက်ခဲတဲ့အလုပ်တစ်ခုကိုစရမယ်ဆိုရင်အောင်မြင်မှုကိုစိတ်ကူးနဲ့မြင်အောင်ကြည့်ပါ base အတန်နဲ့နဲ့ပါတဲ့တခြင်းနားထောင်တာမျိုးဟာ ခွန်အားရှိတဲ့ခံစားချက်တွေကိုမြင့်တင်ပေးနိုင်ပါတယ်ခွန်အားရှိတဲ့ဟန်ပန်နဲ့ရက်တာဒါမှမဟုတ်ကိုယ့်ကိုအားပေးစကားပြောတာပြောလို့ရပါတယ်ဒီနီလန်းတွေဟာရေတို့အတွက်ချက်ချင်းအားမြင့်ပေးနိုင်တဲ့နီလန်းတွေပဲဖြစ်ပါတယ်အချက်နံပါတ်1တိုးတက်နိုင်တဲ့စွမ်းရည်ကိုယုံကြည်ပါရေရှိအတွက်တကယ်ပြောင်းလဲခြင်းတယ်ဆိုရင်တော့ကိုယ့်ရဲ့စွမ်းရည်နဲ့အရေးသွေးတွေကိုဘယ်လိုတွေးလဲဆိုတာစဉ်းစားဖို့လိုပါတယ်ကိုယ့်ရဲ့အရေးချင်းတွေဟာ မွေးရပါသတ်မှတ်ထားတာလားဒါမှမဟုတ်ကြွက်သားတစ်ခုလိုပဲလေ့ကျင့်ဖွံ့ဖြိုးနိုင်တာလားတုတ်တက်မှုစိတ်နေသဘောထား growth mindset ရှိဖို့ကအရေးကြီးပါတယ်သင်ဟာကိုယ့်ရဲ့စွမ်းဆောင်ရည်တွေတိုးတက်နိုင်တယ်လို့တွေးရင်စိတ်ကောမှုတစ်ခုကတင်ယူဖို့နဲ့ကြီးထွားဖို့အခွင့်အရေးဖြစ်လာပါတယ်အုံနောက်ဆိုင်ရာသိပ္ပံပညာအရလည်းလေ့လာမှုနဲ့လေ့ကျင့်မှုတွေကြောင့်အုံနောက်ထဲကဆက်သွယ်မှုကပိုအားကောင်းလာပြီးကြီးထွားလာတယ်လို့ထောက်ခံထားပါတယ်ဖြန့်မြန့်အားဖြင့် တိုးတက်မှုစိတ်နေသဘောထားရှိသူတွေဟာပုံမအောင်မြင်ကြပြီးစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါပိုကောင်းတဲ့ရလတ်တွေရရှိတတ်ကြပါတယ်။ဒါကြောင့်ကိုယ့်ရဲ့စွမ်းရည်တွေဟာပြောင်းလဲတိုးတက်နိုင်တယ်လို့ခိုင်ခိုင်မာမာယူကြည်ပေးပါ။အချက်နံပါတ်3ကြရှုံးမှုကိုလေ့ကျင့်ပါ။တတိယအချက်ကတော့အရှုံးကိုကြောက်မနေပဲကြရှုံးမှုကိုရင်ဆိုင်ဖို့လေ့ကျင့်တာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကြရှုံးနေဆိုတာလူတိုင်းဖြစ်တတ်လို့ပါ။ဥပမာ JK Rowling ဟာ Harry Potter မထုတ်ဝေခင် စာအုပ်ထုတ်ဝေသူ၁၂ဦးကပယ်ချခြင်းကိုခံခဲ့ရပါတယ်။လ ీల ာမှုတွေအရပုံမှန်ကြာရှုံးနေပေမဲ့လည်းစက်ကြိုးစားနေသူတွေဟာစိန်ခေါ်မှုတွေကိုပို့ပြီးအပြုတ်တဘောဆောင်တဲ့နီလန်းနဲ့တုတ်ပြန်နိုင်ဖို့ပုံမှန်ပြင်ဆင်ထားပြီးသားဖြစ်နေပါတယ်။သူတို့ဟာမတူညီတဲ့နီးပြူဟာတွေစမ်းကြည့်ဖို့အခြားသူတွေစီကအကြံဉာဏ်တွေကိုတောင်းပို့နေဇွဲမလျှော့ပဲဆက်လက်လှုပ်ဆောင်ဖို့တင်ယူကြပါတယ်။ဒါကြောင့် စိတ်ကောမှုတစ်ခုကိုရင်ဆိုင်ရမယ်ဆိုရင်မလွယ်ဘူးဆိုတာကိုလက်ခံပါအမှားတွေလုံးမိမှာကိုလည်းလက်ခံပါအမှားလုံးမိတဲ့အခါကိုယ့်ကိုကျင်နာပါကိုယ့်ကိုအားပေးစကားပြောပြီးထရက်ကရှေ့ဆက်လှုပ်ဆောင်ပါရက်လက်ဘလို့ပဲဖြစ်ဖြစ် ပုံမူကြီးမားတဲ့အသိပညာနဲ့နားလည်မှုကိုရရှိမယ်ဆိုတာတိထားခြင်းကနေခံစားရတဲ့စိတ်ခံစားမှုဟာအမှန်တကယ်ယုံကြည်မှုပဲဖြစ်ပါတယ်။ညီကုန်းချုပ်ပြောရရင်ယုံကြည်မှုဆိုတာချက်ချင်းဖွင့်နိုင်တဲ့ခလုတ်ခုံမျိုးမဟုတ်ပါဘူး။ ဒါကကြွက်သားတစ်ခုကိုတိဆောက်ရတာပါတင်းငယ်တဲ့အရာကနေစပါဆွဲရှိပါစူးစမ်းမှုတိုင်းကနေတင်းယူပါပြီးတော့ခရီးတစ်လျှောက်လုံးမှာကိုယ့်ကိုကျင်းတာပါဒီအဆင့်တွေကိုတလားလောက်လှုပ်ဆောင်ကြည့်မယ်ဆိုရင်သိတာထင်ရှားတဲ့ပြောင်းလဲမှုကိုသတိထားမိမှာပါဆာဆုံးချစ်ချင်အားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လည်းလည်းကြည့်ရှုနိုင်ဖို့အတွက် site ကိုကြည့်ကြည့်ပေးထားပါလို့မြစ်တာရက်ခံပါတယ်။ line နဲ့ share လုပ်နဲ့နှိပ်ပေးစီခြင်းပါတယ်။လူသားအားလုံး လွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် Happy birthday